ဘီယိုဒီယာ physical attack အများဆုံး item holy crystal က magic power အများဆုံး item ဒါဆိုရင် item 6ခုစလုံးကို BOD ကြီးပဲဒါမှမဟုတ်လို့ရှင် holy crystal ကြီးပဲဆက်မယ်ဆိုရင်ရောရလာကိုဖုန်းနဲ့ကိုဆော့တာဆိုတော့ဆက်မယ်ဆိုရင်လည်းဆက်လို့ရပါတယ်ဆက်ရင်ဘယ်လိုတွေဖြစ်သွားမှာလဲဆိုတာကြည့်လိုက်ရအောင် BOD မှာ physical attack 160ပါမယ် movement speed 900ခိုင်နှုန်းရမယ်သူ့ရဲ့ပတ်စစ်က သွေး90ရာခိုင်နှုန်းအောက်ရောက်နေတဲ့ enemy ကိုချရင်ကို့မှာရှိတဲ့ physical attack အားလုံးရဲ့25ရာခိုင်နှုန်းကို2စက္ကန့်အောင်ထပ်ရမှာပါဒါဆိုရင် BOD ရဲ့အများကြီးဆက်ရင်အဆင်ပြေနိုင်မလား high loss နဲ့စမ်းပြပါမယ် high loss ရဲ့လောလောဆယ် physical attack က198 BOD တစ်ချောင်းဝယ်ကြည့်လိုက်မယ်အဲ့ဒါဆိုရင်198ကို160ပေါင်းတော့ physical attack က358ဖြစ်သွားပြီနောက်တစ်ချောင်းထပ်ဝယ်ကြည့်မယ် 198ကို BOD နှစ်ချောင်းစာ160နှစ်စာ320ပေါင်းပြီးတော့ physical attack 938ဖြစ်သွားပါပြီအဲ့တော့ BOD ဘလောက်ဝယ်ဝယ်ဝယ်တော့အရေတွေအတိုင်း base damage ကိုတော့တိုးပေးမှာပါ passive ကိုထပ်ကြည့်အောင် BOD တစ်ချောင်းနဲ့ဆို high loss မှာ total physical attack က358ရှိနေမယ်သူ50ရာခိုင်နှုန်းအောက်ရောက်နေတဲ့ enemy ကိုချရင်25ရာခိုင်နှုန်းထွက်ရမှာဆိုတော့358အပေါင်း25ရာခိုင်နှုန်း 440ခွန်း physical အတက်ရှိမယ်။ Okay အဲ့ဒါဆိုရင် BOD နှစ်ချောင်းနဲ့ထပ်ဆန်းမယ်။ BOD နှစ်ချောင်းဆိုရင် Hydros မှာ total physical အတက်ကလောလောဆယ်918ရှိနေမယ်။ Passive ကိုနှစ်ဆရမယ်ဆိုရင်918အပေါင်း90ခိုင်နှုန်းခွန်း950ခွန်း physical အတက်ရှိရမယ်။ဒီမှာဆို950ခွန်းမရဘဲနဲ့918ကို Passive တစ်ခုစာ25ခိုင်နှုန်းပဲပေါင်းပြီးတော့640ခွန်းပဲရပါတယ်။အဲ့တော့ ပတ်စစ်ကိုတော့အချောင်းသာပဲရတယ်လို့ပြောလို့ရပါတယ်အချုပ်ပြောရမယ်ဆိုလို့ရှိရင် item တစ်ချောင်းထဲကိုနှစ်ခု သုံးခုဝယ်တာတွေက base ပါပြီးသား physical attack တွေ magic power တွေကိုတော့နှစ်ဆသုံးဆရစေမှာဖြစ်ပြီးတော့ passive effect ကတော့တစ်ခုသာပဲရမှာပါဒီလောက်ဆိုရင်တော့သဘောပေါက်တော့ပြီလို့ထင်ပါတယ်မိတ်ဆွေတို့ရော beauty နှစ်ခုသုံးခု holy crystal နှစ်ခုသုံးခုစပ်ဖို့ကြာလားဘယ်ဟီးရိုးတွေမှာစက်ပြီးတော့ဘယ်လိုတွေကျန်းလို့ရလဲဆိုတာကိုမမဝင်မြခဲ့ကြပါအောင်ဗျနောက်ဗီဒီယိုတစ်ခုနဲ့ 变打开版没。Bien,